ဒီနေ့မှာကုံလုံပြီးဆုံးသွားပြီဖြစ်တဲ့ relationship တစ်ခုကနေသင်္ကန်းစာတွေအများကြီးရနိုင်ပါတယ်ဆိုတဲ့အကြောင်းမျှဝေပေးသွားချင်ပါတယ်။နန်းစင်ကြီးရဲ့ညီကောင်မောင်တို့အများရှင် relationship တစ်ခုဆိုတာကကွဲသွားကြလေ break up ဖြစ်သွားတယ်ဆိုတာနှစ်ဦးစလုံးခံစားရတဲ့ခံစားချက်တစ်ခုပါ။အမှတ်တရဖြစ်စေတာတော့မဟုတ်ပေမဲ့လို့သတိရဖို့တော့ဖြစ်စေတာပါပဲ။မဟုတ်ဘူးလား။ဒီ relationship ကို ပြန်ပြီးတော့နောက်ပြန်ကြည့်လိုက်ရင်သင်္ကန်းစာယူစရာတွေ ကျန်ခဲ့တာအမှန်ပါပဲမိမိအနေနဲ့ဒီ relationship ကိုရောင်ပြန်ဟတ်တဲ့သဘောပြန်ပြီးတော့မလုခဲ့ရင်တော့နောက်အနာက relationship တစ်ခုကိုတည်ထောင်ရင်လဲဒီလိုအမှားတိုင်းမှားအောင်မလားတစ်ဖက်ကပဲမှားနေတာလို့အဖြစ်တင်နေအောင်မလားလူတိုင်းကတော့မိမိကိုမိမိကိုကမှန်တယ်လို့တော့ယုံကြည်ကြစမြဲပါဒီကုံဆုံးသွားပြီဖြစ်တဲ့ relationship မှာပြန်ကောက်ယူလို့ရနိုင်တဲ့သင်ခန်းစာတွေကြံခဲ့တာအမှန်ပါပဲ relationship တစ်ခု ကြရှုံးသွားတယ်ဆိုတာအမြဲတမ်းအစိုးရတော့မဟုတ်ပြီမဲ့လို့မားတဲ့အခြေခံအကြောင်းရင်းနဲ့တိဆောက်ခဲ့ကြလို့မဟုတ်ဘူးလားအခြေခံအုံမြင့်မခိုက်မြဲခဲ့လို့မားတဲ့အကြောင်းအရာကိုရှာဖွေရင်ရနိုင်ပါတယ်ကျမတို့ relationship တစ်ခုကိုပြန်ကြည့်လိုက်မယ်ဆိုရင်နှစ်ယောက်ထဲမှာတယောက်ယောက်ကတော့ငွေတို့ပတ်စံတို့ကိုပဲအမြဲလိုချင်နေတာရချင်နေတာဒါမှမဟုတ်လေတယောက်ယောက်က နှစ်ယောက်အတူအမြဲပူးကက်ကက်နေကျင်နေတာနှစ်ယောက်အတူတိဆောက်ဖို့ဘာစီမံချက်မှဘာပလန်မှမချရသေးပေမဲ့လို့ဘာမှကြိုတင်ခန့်မှန်းချက်တည်းလည်းမရှိသေးပေမဲ့လို့ဘဝတစ်ခုကိုစူးစမ်းနေကြတော့ဒီလိုအချိန်မှာနင်းနီးကက်ကက်နေခဲ့တဲ့အတွက်ကြောင့်မိန်းကလေးမှမပေါ်မပါဖြစ်သွားပြီဒါကိုဒီအမျိုးသားကတာဝန်ယူရတော့မယ်တာဝန်ခံရတော့မယ်ဒီလိုအချိန်မှာပဲဒီအမျိုးသားကတခြားအမျိုးသမီးတယောက်နဲ့ relationship တစ်ခုကိုစနေပြီအဲ့ဒီတော့ ဒီမပေါ့မပါဖြစ်သွားတဲ့အမျိုးသမီးကိုစိတ်လှုပ်ရှားစွာနဲ့ပဲစော်ကားမယ်နှိမ့်ဆက်မယ်နှုတ်အားဖြင့်လည်းမစင်မချင်းနေပြောမယ်ကိုတိလက်ရောက်စော်ကားမယ်ဒေါသပြေသွားတဲ့အခါမှာလည်းပြန်တောင်းပါမယ်ပြီးတော့လည်းခက်ခက်လေးလေးမှားနေအောင်ပါပဲဒါဆိုရင်ဒီအမျိုးသမီးကဘာဆက်လုပ်မလဲအကောင်းဆုံးကတော့ကျမအထင်ပေါ်လေ break up လုပ်လိုက်တာအကောင်းဆုံးလို့ပဲထင်ပါတယ်မိမိကဒီ relationship ကနေခုနဲ့အားနဲ့ပေါ့နော်ရပ်တန့်လိုက်ပြီးတော့ ပြီးဆုံးသွားတဲ့ relationship ကနေသင်္ကန်းစာရယူရမှာပါသင်္ကန်းစာတွေလည်းရလိုက်မှအမှန်ပါပဲဒါကြောင့်မို့ရှင် relationship တစ်ခုမှာညီညီကပ်ကပ်အမြဲအတူရှိမနေဖို့တရောတော်ဘာမဖြစ်ဖို့အရေးကြီးလာပါတယ်နော်အဲ့ဒီလိုညီညီကပ်ကပ်အမြဲမရှိနိုင်ဖို့အတွက်ကိုကြံ့ကြံ့ခံကြော်လွှားနိုင်ဖို့နှစ်ဦးစလုံးကကြိုးစားရမှာပါမိမိတို့ကတာမန်နှစ်ကိုယဉ်နိမှုတွေနဲ့မှားနေတဲ့ relationship တိဆောက်ခဲ့ပြီလား တဖက်သားရဲ့စိတ်ခံစားချက်ရဲ့မိမိရဲ့စိတ်ခံစားချက်နဲ့ထတ်တူရှိမှသာလက်ခံကြတဲ့အခါမှာဘဝတသက်တာအတွက်လက်တွဲသွားလို့ရမှာပါနော်။ဒါဆိုရင် relationship တစ်ခုမှာအနေဝေးနေရင်ကောနှစ်ယောက် break up ဖြစ်နိုင်ပါသေးတယ်။ရုပ်ခန္ဓာကိုဝေးကွာနေတာကလည်းစိတ်ခံစားချက်ဝေးကွာမှုတွေကိုဖြစ်သွားစေပါသေးတယ်။စာတင်ဖို့အဝေးကိုထွက်ခွာသွားတာပဲဖြစ်ဖြစ်အလုတ်လုတ်တဲ့အတွက်ကြောင့်ဝေးကွာသွားတာပဲဖြစ်ဖြစ် နှလုံးသားနှစ်ခုကဝေးကွာနေတဲ့အခါမှာအနေဝေးတဲ့အတွက်ကြောင့်အမြင်တွေကလည်းကွဲပြားခြားနားလာပြီးတော့ different perspectives ပေါ်တည်ဖြစ်တတ်လာပါတယ်အတူရှိနေမယ်ဆိုရင်တော့တယောက်ရဲ့ idea ကိုတယောက်နဲ့တယောက်ဖလှယ်ကြရင်ကွဲပြားခြားနားတဲ့အမြင်တွေနဲ့ကဘာကြီးကိုလှပအောင်ရေးဆွဲလို့ရနိုင်ပါတယ်တယောက်ကိုတယောက်ဦးစားပေးမယ်တယောက်ကိုတယောက်တန်ဖိုးထားမယ်ဘဝကိုမြင်တတ်တဲ့အမြင်တွေမတူညီတတ်တဲ့အမြင်တွေကို ဖလှယ်နိုင်တယ်။တယောက်နဲ့တယောက်ဝေးကွာနေရင်တော့မိမိအနီးမှာရှိတဲ့နီးစပ်သူနဲ့ crush ဖြစ်တာတွေလည်းဖြစ်တတ်ပါသေးတယ်။နောက်တစ်ခုကြပြန်တော့ relationship မှာကူရမဲ့ကယ်ရမဲ့ဖြစ်တဲ့အချိန်ပေါ့နော်ပြဿနာတော့တက်ပြီးအဲဒီတော့တယောက်နဲ့တိုင်မြင်မဲ့နီးစပ်ရတငယ်ချင်းနဲ့ဆွေးနွေးမဲ့ညီကိုမောင်နှမတွေမိတ်ဆွေတွေနဲ့အကူအညီတောင်းပြီးတော့ဆွေးနွေးမဲ့တိုင်မြင်မဲ့ဒီချိန်မှာတခါတလေဒီလူတွေအတွက်ကြောင့်လေ relationship ကပြည့်ပြည့်သွားတတ်ပါသေးတယ်။ ။တနည်းပြောရရင်တော့တတိယလူတွေကြောင့်ပေါ့နော်။ relationship က break up ဖြစ်သွားတတ်ပါတယ်။တကယ်တမ်းကတော့မိမိရဲ့ relationship ကိုမိမိကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ဒီဆုံးဖြတ်ချက်ရဲ့ကောင်းကျိုးဆိုးကျိုးရလဒ်ကလည်းမိမိပုံမှားပဲမူတည်တာပါ။တကယ်တမ်းကတော့ဘယ်လိုပဲတိုင်ပင်လို့ရပါစေ။အကူအညီများနိုင်ပါဘူး။ရင်ဖွင့်ပြီးပြောလိုက်ရတာပဲအဖတ်တင်ပါတယ်။တခါတလေမှလည်းဒီ relationship ကိုပြစ်စီးသွားတာတွေလည်းဖြစ်တတ်ပါတယ်။လက်တွေ့မှာတော့မိမိကိုယ်တိုင်မိမိရဲ့စိတ်ကို ခိုင်ခိုင်မာမာထားပြီးတော့နှစ်ယောက်အတူစုံဖြတ်ချက်ချရမှာပါဒါပေမဲ့လို့လည်းတခါတလေမှလည်းဒီလိုစုံဖြတ်ချက်ကြဖို့စိတ်မပါတာတွေရှိတတ်တယ်မစွမ်းစားနိုင်တာတွေလည်းဖြစ်တတ်တယ်စုံဖြတ်နိုင်စွမ်းစွမ်းရည်မရှိတာတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်နှစ်ယောက်စလုံးကြွတ်ကျင်မှုတွေနဲ့စိတ်ကိုခိုင်ခိုင်မာမာစုံဖြတ်ချက်မချနိုင်တာတွေကရှိတတ်ပါသေးတယ်ဒါကြောင့်မို့မိမိကိုမိမိချစ်မဲဆိုရင်အကောင်းဆုံးပါပဲတခြားလူတစ်ယောက်အတွက် မိမိရဲ့စိတ်ကိုမတက်လိုက်ပါနဲ့ရှင်မိမိရဲ့စိတ်ကြနေတဲ့ depression ကိုဘယ်သူမှလေးစားပြီးတော့အသိမှတ်ပြုလဲခါရမှာမဟုတ်ပါဘူးရှင်လူရင်းဆိုတာကမိမိစီကိုလာမယ်ပြီးရင်ထွက်သွားမှာပဲဒါကြောင့်မိမိကမမီဘာဖြစ်လို့ပြန်ပြီးတော့တတ်နေမှာလဲလူတူဦးတယောက်နဲ့ချစ်သူတွေဖြစ်ခဲ့လို့ relationship ပျက်စီးသွားလို့မိမိနဲ့အချိန်အကြာကြီးအတူလက်တွဲခဲ့လို့မိမိကဘယ်လောက်ပဲနည်း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 ချစ်ခဲ့ပါစေအချစ်ဆိုတာက စိတ်ခံစားချက်တော့မဟုတ်ပါဘူးရှင်ချစ်ဆိုတာကဆုံးဖြတ်ချက်တစ်ခုပါမိမိကိုယ်တိုင်ကဒီအချစ်ကိုရွေးချယ်ခဲ့တာပါအချစ်ဆိုတာကဘာလဲအချစ်ဆိုတာတကူကောင်းဆက်မှုတွေကင်းတဲ့ရွေးချယ်မှုပါမိမိချစ်တဲ့သူကိုတတ်နိုင်သမျှမိမိကထောက်ပံ့ပေးဖို့ကိုချစ်တဲ့သူရဲ့အပြစ်တွေကိုအပေါ်စီးကနေကြည့်ပြီးတော့ရွေးချယ်ခဲ့တာပါဒါမိမိရဲ့ကိုယ်ပိုင်ရွေးချယ်မှုပါမိမိကိုယ်တိုင်တပါးသူအတွက် အချစ်တွေပေးရင်ဒီအချစ်နွန်းနှမ်းမှာမိမိကိုယ်တိုင်နစ်ခဲ့တာပါဒါကြောင့် ွဲကွာသွားကြတယ်ဆိုတာကလည်းမှတ်ညံထဲမှာထည့်ထားဖို့မဟုတ်ပါဘူးမိမိကနောက်တစ်ချိန်ပြန်လှည့်ကြည့်ခြင်းတယ်ဆိုရင်တော့အကြောင်းအရာအချက်လက်တွေကြံခဲ့တာအမှန်ပဲအဲ့ဒီခဏလေးမှမိမိကပြန်သင်ခန်းစာယူရင်းနောက်ထပ်ရရှိလာမဲ့ relationship မှာဒီထက်ကောင်းမွန်တဲ့အောင်မြင်တဲ့တရားပြောရွှင်တဲ့ relationship တစ်ခုကိုတိဆောက်သွားနိုင်ဖို့အရင်းနှင်းတစ်ခုရခဲ့တာပါဆိုတာကိုတင်ပြရင်းနဲ့ပဲဒီနေ့တင်ပြခန္ဓာကိုယနာခွင့်ပြုပါရှင်